မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ဂျေဇုတော်နှင့်ညီသက်ချင်းကောင်းကြီးမင်္ဂလာ။ယေရှုခရစ်တော်ဘုရားထံတော်ပါမှသင်တို့ပေါ်သို့တက်ရောက်ပါစေ။ဘုရားရှင်ရဲ့ဂျေဇုတော်ကိုချီးမွမ်းပါလေ။ကျွန်တော်ဂျေဇုတော်ကြောင့်2025ခုနှစ်မေလ9ရက်နေ့သို့ရောက်ရှိလာပါပြီ။ပို့ဆောင်တော်မူသောဘုရားရှင်ကိုဂျေဇုတင်ပါရစေ။နေ့ရက်စင်တိုင်းကြည့်ရှုသူအားလုံးကိုဘုရားရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။အဖဖခင်ဂျေဇုတင်ပါရစေ။နှစ်ခွက်တော်ဖြစ်တိဆောက်เสียဖြစ်စေပါ။အခုလေကျွန်တော်ပြောရတဲ့ချက်ကိုတော့ပြောခြင်းသာဖြစ်စီပါ ကြည့်ရှုသူအားလုံးကိုသခင်ရှုနာမနဲ့ကောင်းချီးပေးလျက်ဝေငှပါရယ်ဗျာအာမင်ဖျားရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါရယ်ကျွန်တော်ယေရုရှလင်မြို့ဤအချားမီများဒီကောင်းစဉ်ကိုကျွန်တော်နားထောင်နေတယ်အဲ့တော့ကျမ်းစာထဲမှာယေရုရှလင်မြို့ရဲ့အချားမီတွေအများကြီးရှိပါတယ်အဲ့ဒီထဲကနေကျွန်တော်12ခုပေါ့နားထောင်တာဒီကနေ့ဆိုရင်တော့ကျွန်တော်အဲ17ခုမြောက်ကိုကျွန်တော်ရောက်ပြီဖြစ်တယ်အဲ့တော့ယေရုရှလင်မြို့ရဲ့အတိတ်ဘေကတော့ငြိမ်သက်ခြင်းဤမြို့တော့ the city of peace เนาะငြိမ်သက်ခြင်းမြို့တော်လို့ခေါ်ရဲနောက်တစ်ခုကငြိမ်းချမ်းစွာတည်ထောင်ခဲ့သည် founded in peace လို့လည်းအဓိပ္ပာယ်ရတယ်အဲ့တော့ငြိမ်သက်ခြင်းမြို့တော်ငြိမ်းချမ်းစွာတည်ထောင်ခဲ့သည်လို့ပြောတော်ညာလေယေရုရှလင်မြို့မှာအစင်မြင်ဒုက္ခပြဒနာတွေအများကြီးရှိတယ်ခေဆက်ဆက်ဒါကျွန်တော်တို့ကလက်လောတော်မှာယေရုရှလင်မြို့မှာမီးလောင်တဲ့အရာတော်မီးလောင်တဲ့အရာเนาะဒါတွေကိုကျွန်တော်တို့အထူးဆုတောင်းပေးလျက်ရှိတယ် အဲ့တော့ပြောကျင်တာကယေရုရှလင်မြို့မှာအမျိုးမျိုးတိုက်ခိုက်မှုတွေရှိတယ်ဒုက္ခပေးခံရမှုတွေရှိတယ်ခေဆက်ဆက်အဲ့သို့တော်ညာလေဒီယေရုရှလင်မြို့ကြီးကိုဖျားသခင်ကတနေ့ကောင်းကြီးပြန်ပေးမယ်အဲ့ဒီကောင်းကြီးပေးတဲ့မြို့ကြီးမှာငြိမ်းချမ်းစွာ ပြန်နေရမယ်ကောင်းကြီးတွေကိုလည်းခံစားရမယ်ဒါဒီကိုတမန်ချမ်းစာမှာအတိအကျဖော်ပြထားတာဖြစ်တယ်ဒါကြောင့်ဒီယေရုရှလင်မြို့အတွက်ဆုတောင်းပေးတဲ့သူဟာမင်္ဂလာရှိတယ် ယေရုရှလင်မြို့ကိုစိတ်ဝင်စားတဲ့သူကမင်္ဂလာရှိတယ်။ယေရုရှလင်မြို့ကိုတတိယပြီးတော့အောက်မေ့လွန်းဆွနေတဲ့သူကမင်္ဂလာရှိတယ်။ဘာကြောင့်လဲဆိုတော့အာဗြဟံကိုဖျားရှင်ကပြောတယ်။မင်းလူမျိုးကိုကောင်းချီးပေးရင်ငါကောင်းချီးပေးမယ်။အဲ့တော့မင်းလူမျိုးကိုချိန်ဆရင်ငါချိန်ဆမယ်။ဒါကြောင့်ဒီအစ္စရေလရဲ့မြို့တော်ကြီးဖြစ်တဲ့ယေရုရှလင်မြို့အချောင်းကိုကျွန်တော်တို့ကလေ့လာနေတာကမင်္ဂလာရှိတယ်။ကောင်းချီးရှိတယ်။ ဒါကြောင့်ဒီယေရုရှလင်မြို့ကြီးကိုကောင်းချီးပေးခြင်းအစ္စရေးမြောက်ကိုကောင်းချီးပေးခြင်းကိုကဖျားရှင်ကနှစ်သက်တယ်ဆိုတာတွေ့ရတယ်ဒါကြောင့်ဒီကနေ့ညနေတိုင်းဒီကောင်းစင်ကိုနားထောင်တဲ့သင်တို့ကိုဖျားကောင်းချီးပေးပါစေလို့လည်းရှစ်ဦးစွာအားပေးခြင်းတယ်ဒါကြောင့်ယေရုရှလင်မြို့ရဲ့အခြားမိမှာနံပါတ်၁ကရှာလင်မြို့ဖြစ်တယ်ကဘောက်ဂျန်ခန်းကြီး၁၄ငယ်၁၈က၂၀ဒီဖိုင်တွေ့ရမယ်နမနိကရောသစ္စာဆောင်သောမြို့ဟိရှာခန်းကြီးတဲ့အငယ်26နမ3ကငါနှစ်သက်တော်သူဟိရှာ62အငယ် နံပါတ်၄ကထာဝရဘုရားကြီးပလင်ယေရီသုံးအငယ်၁၈နံပါတ်၅ဇီအုံမြို့ယေရုရှလင်မြို့ရဲ့အချားမီကဇီအုံမြို့လို့ခေါ်တယ်။ခွန်ဆက်ချက်ကုမြောက်သောဆာလံပိုက်ငယ်နဲ့နောက်နံပါတ်၆ကငါတို့ဘုရားသခင်မြို့ The City of God နော်ထာဝရဘုရားရဲ့မြို့ဧရှာဆာလံ၄၈ကုမြောက်သောဆာလံပိုက်ငယ်၁နော်ငါတို့ဘုရားသခင်မြို့ရောနောက်နံပါတ်၇ကတမာမြို့ဇခရိခန်းကြီး၈အငယ်၃ကိုဖတ်ရင်ကျွန်တော်အိမ်မှာတွေ့ရမယ်ဒါယေရုရှလင်မြို့က တမာမြို့လို့လဲသူ့ကိုဒီမြို့ကိုခေါ်ပြီးအဲသူဖြစ်ကောင်းချီးပေးတာ ဖြစ်တယ်အဲဒါဇာခရီ7:3ကိုဖိုင်တွေ့ရမယ်နောက်နံပါတ်8ကတော့ယေဟောဝါရှမာမြို့အဲ့တော့ယေဟောဝါရှမာလေးအတိတ်ပဲကတော့ဗျာစိုးစံတယ်လို့အတိတ်ပဲရတယ်ယေဇီယ48အငယ်35ဖိုင်ရင်အဲ့ဒီမှာကျွန်တော်တွေ့ရမယ်နောက်နံပါတ်9ကအရေလမြို့ဧရှာ29အငယ်1ကိုဖိုင်ရင်တွေ့ရမယ်ယေရုရှလင်မြို့အရေလမြို့လို့လဲခေါ်ရဲအရေလမြို့ရဲ့အတိတ်ပဲက ဖျားသခင်ဤချင်သိတ်လို့အဓိပ္ပာယ်ရတယ်။အဲဒါတွေလည်းကျွန်တော်အများကြီးနားထောင်ခဲ့ပြီးဖြစ်ပါတယ်။နောက်နံပါတ်30ကတော့တန့်ရှင်းသောမြို့ The Holy City နော်။ယေရုရှလင်မြို့ကိုတန့်ရှင်းသောမြို့လို့လည်းခေါ်တယ်။ဧရှာ52အငယ်1ကိုဖန်ကျွန်တော်မှတွေ့ရမယ်။အော်ဂျာမနီကဒီအကြောင်းအရာကိုကျွန်တော်ပြောခဲ့တယ်။တန်ရှင်းသောမျိုးနဲ့ပတ်သက်ပြီးအဲ့တော့ဒီယေရုရှလင်အသက်တာကျွန်တော်တို့ဘုရားမှာဖြစ်မယ်ဆိုရင် အတန်ရှင်းခြင်းရှိရမယ်ကျွန်တော်နှုတ်တွေတန့်ရှင်းဖို့အသက်တာခန္ဓာစိတ်ဝိညာဉ်တန့်ရှင်းဖို့ကျမ်းစာမှာတန့်ရှင်းခြင်းရှိတယ်လို့ထင်ထင်ရှားရှားပေါ်ပြခြင်းခံရတာယောသဒန်ယီလအဲသူတို့နှစ်ယောက်ဒါထင်ထင်ရှားရှားပေါ်ပြခြင်းခံတယ်နောက်တစ်ယောက်ကတီမောသီမနေ့ကတော့ကျွန်တော်လိုင်းခက်ခဲကြောင်းရှင်းပြရင်းနဲ့ရုပ်တရက်ရက်သွားတာဖြစ်တယ်အဲ့တော့တီမောသီကလူဒရမျိုးမှာနေတယ်အဖေက Greek လူမျိုးအမေက Judaism ယူဒာ ီမောသေကအလွန်တရာမှနှုတ်ကွက်တော်တိုင်းအသက်ရှင်တဲ့လူငယ်တယောက်ဖြစ်တယ်။တမရင်းရှင်ဘောလူကသူ့လူဒရမြို့ကနေအမှုတော်မြတ်မှာအစီခံမှုခေါ်သွားတယ်။ရှင်ဘောလူနဲ့သူ18နှစ်လက်တွဲခဲ့တယ်။အေးဖဲမြို့ရဲ့သင်းုံဆရာဖြစ်လာတယ်။သူ့တတ္တမှာတန်ရှင်ခြင်းနှုတ်ကွက်တော်နဲ့အသက်ရှင်ခြင်းကိုဒီတမောသေတတ္တမှာသူတွေ့ရတယ်။အဲဒါကြောင့်ရှင်မောလူကလည်းသူ့သားတစ်ဖက်တိမောသေးကိုသူအများကြီးချီးကျူးခဲ့တယ်ဆိုတာလည်းတွေ့ရတယ် အဲ့တော့ဒီတိမောသေးကအပြစ်တင်ကွင်ကင်းလောက်တဲ့အပြစ်ကျူးလွန်ခြင်းသူတိတ်မရှိဘူးဆိုတော့တွေ့ရတယ်။ဒါကြောင့်ဒီဓမောင်းမှာဆိုတာတန်ရှင်းခြင်းနဲ့အသက်ရှင်နေဆိုတာယောသဒန်ဂီလာတမသက်မှာဆိုရင်တော့တိမောသေးရဲ့အသက်တာကိုကျွန်တော်တွေ့ရမှာဖြစ်တယ်။အော်ဒီကနေ့ကျွန်တော်ရဲ့သက်တာမှာကိုခန္ဓာအဝိစာပြင်ပန်းတဏ္ဍန်ရှင်းခြင်းလေလို့လို့အဲ့ထက်တန်ရှင်းရမှာနှလုံးသားအတူကြီးခေါ်နှုတ်မျက်စိ အသက်တာဒါရီတန့်ရှင်းတဲ့အသက်တာဖြစ်မှဖျားသခင်ကျွန်တော်တို့ကောင်းရှိပေးမယ်ဆိုတော့ဟုတ်အဲဒါယေရုရှလင်မြို့အားဖြင့်ကျွန်တော်ဒီကနေ့ဆင်ခြင်ဖို့ဖြစ်တယ်ဒါဟေရှာ52ငယ်1ကိုဖတ်ကြရမှာတွေ့ရမယ်ဒါမနေ့ကအငငယ်လေးခြံခဲ့တဲ့အရာကြောင့်ဖြစ်ဆိုရှင်းပြခြင်းဖြစ်တယ်ကဲဒီကနေ့နံပါတ်7နံပါတ်7ယေရုရှလင်မြို့ဘာမြို့လို့ခေါ်လဲဆိုတော့တရားသောမြို့လို့ခေါ်တယ်ဟောကျွန်တော်အလုံးသိတဲ့အတိုင်းပဲယေရုရှလင်မြို့ကအမျိုးမျိုးသောမတရားမှုတွေနဲ့အနိုင်ကျင့်ခြင်းတွေဟာလား ဒုက္ခပေးခြင်းတွေမျိုးမျိုးခံရတယ်ယေရုရှလင်မြို့ကခေတ်အဆက်ဆက်နေကနေစားဆိုလဲဒီယေရုရှလင်မြို့ယူမီးရှို့ပြီးဗိမာန်တော်ကြီးကိုဖျက်ဆီးဒါမတရားလုပ်ခဲ့တာပဲဒါပေမဲ့အဲ့ဒီနေဘုကနေစားမင်းကိုဖျက်ခဲ့ပြန်ဆီးရတယ်သူမာနကြီးတဲ့တချောင်းချမ်းသာမှာနွားဖြစ်ပြီးမျက်ခွန်းနဲ့စားပေါ့နဲ့ဆိုသူယေရုရှလင်မြို့မတရားလုပ်ခဲ့အဲ့တော့ဒီခေတ်ဆက်ဆက်မှာယေရုရှလင်မြို့ကမတရားလုပ်ခြင်းအမျိုးမျိုးခံခဲ့ရတယ်အဲ့ဒါပေမဲ့ ကျမ်းစာကပြောတယ်အဲယေရုရှလင်မြို့ကတရားသောမြို့လို့ခေါ်ခြင်းခံရနှစ်ခွက်တော့ပြောတယ်ဟောဒီကနေ့ကျွန်တော်ရဲ့တက်တာမှာလေကျွန်တော်အမျိုးမျိုးသောမတရားခြင်းတွေလောကကြီးမှာကျွန်ရင်ဆိုင်ရပြီမယ်ကျွန်တော်နှုတ်ခွက်တော်နဲ့အသက်ရှင်ကျွန်တော်ကတရားသောသူဖြစ်တယ်ကျွန်ရှိတဲ့နေရာမှာတရားခြင်း justice ဖြောင့်မတ်ခြင်းဆိုတာရှိလာမှာဖြစ်တယ်ဒါကိုဟိရှာခန်းကြီးတင်ငန်း16မှာဒီလိုရေးထားတယ်တင်းတရားသူကြီးတို့နဲ့တိုင်ပင်မူမတ်တို့ကိုရှေ့ဥစွာခံထားသည့်ဤသူ တဖက်ငါသည်ခန့်ထားအောင်မေနောက်မှသိနာမသည်တရားသောမြို့တစ္ဆာစောင့်သောမြို့ဟုတမုတ်ကြလိမ့်မယ်။အော်ယေရုရှလင်မြို့ရဲ့နာမတရားသောမြို့တနည်းပြန်ဖြစ်မယ်။တောင်ဒီယေရုရှလင်မြို့ကခေဆက်ဆက်အမျိုးမျိုးချင်းချောက်ချင်းနေခံရတယ်။အခုလက်လောပဲဒီမီးနဲ့ပတ်သက်တဲ့ပြင်းထန်စွာ လောင်ကျွမ်းမှုတွေခံရတယ်။ဒါကျွန်တော် ကြည့်တယ်ပြိဿအာလုံသိတဲ့အတိုင်းပဲကဘာမှာအခုလက်ရှိဒီယေရုရှလင်မြို့ကြီးတော်မီလောင်တဲ့အရာတွေအများကြီးရင်ဆိုင်ကြုံတွေ့ရတာအဲသို့တော်ညာလေဖခင်ကသူ့အချိန်ရှိတယ်တော့ကျွန်တော်ကိုယ်ဝင်ဆုံးဖခင်ထူးဆန်းတယ်ပဲသူအချိန်နဲ့အလုပ်လုပ်တယ်မကနာမြို့မင်္ဂလာဆောင်မှာအချိန်မကြမချင်းအကောင်းစားစပြည့်ရေမရအောင်ဒါပေမဲ့အချိန်တန်တဲ့အခါလေလူတားလို့မရအောင်လူအောင်းအောလောက်တဲ့စပြည့်ကိုအခေရွှေလုတ်ပြီးပြလိုက်တယ်အခုယေရုရှလင်မြို့လေဒီလိုပဲ ခေတ်ဆက်ဆက်မျိုးမျိုးသောဒုက္ခတွေပြဿနာတွေရင်ဆိုင်ရပေမဲ့သူကတနေ့တရားသောမျိုးလို့တမှုရမယ်တရားချင်းကဲတော့ကျက်စာထဲမှာဒီတရားမြတ်တခြင်းတရားချင်းဆိုပြီးတော့ခေါ်ခြင်းခံရတာဘယ်သူလဲဆိုတော့ဘုရားသခင်ပဲဘုရားသခင်ကတရားချင်းရဲ့အရှင်ပဲအဂျေရုရှလင်မြို့ကိုမျိုးမျိုးဒုက္ခပေးတဲ့သူတွေကိုဘုရားသခင်ကတနေ့ပါပဲပြန်စီရတယ်ဒါကြောင့်ပြောရမို့ဘယ်ပြောတာတမန်ကျက်စာပြောမနီဝနီစာဂျေရုရှလင်မြို့ဒုက္ခပေးတယ် မိရှုတယ်ဖြက်စီးတယ်ဒါပေမဲ့ तू နွားဖြစ်တယ်မြတ်စာခင်းဆက်ဆက်ယေရုရှလင်မြို့အဲ့လိုဒုက္ခပေးတဲ့သူတွေအားလုံးဘုရားတစ်ခါပြန်စီးရတယ်ဘာကြောင့်လဲဆိုတော့သူ့ရဲ့နာမမှာဟိုကတရားတော်မြို့လို့တနည်းပြန်ခေါ်ခြင်းခံရတော့ဒီယေရုရှလင်မြို့ကဒီတန်လွင်တောင်ကြီးရှိတယ်မြို့မှာအဲ့တန်လွင်တောင်ရဲ့ခြေရင်းမှာဂေရှိမန်ဥယျာဉ်ရှိတယ် ဒါကြောင့်တခေရှုကဒီတန်လွင်တောင်ပေါ်မှာတချင်းဆိုပြီးတပည့်တော်တွေနဲ့ချင်းဆိုပြီးတော့နောက်ဆုံးညစာစားပွဲစားပြီးတော့တန်လွင်တောင်ပေါ်တက်သွားတယ်။နောက်တန်လွင်တောင်ခြေမှာဂေရှင်မောင်ဦးရဲ့မှာတညာလုံးသူဆွတ်တောင်။နောက်ယောမစစ်သားတွေဖမ်းဆီးခြင်းခံရတယ်။မရိယာဖမ်းဆီးခြင်းခံ။ဒါယေရုရှလင်မြို့မှာဖြစ်ခဲ့တဲ့ဖြစ်ပျက်တွေပဲ။ဒီယေရုရှလင်မြို့ရဲ့မြို့ပြမှာဂေါလာဂေါသလို့ခေါ်တဲ့ဥကောင်းကွန်ရဲ့ 他别把他自个阿别搞了，搞的，哎，你我讲我也慢慢的伢子啊，阿得看，那地没有过没有嘛，多拿楼下边了，得伢子也一心一意修过肉嘛，哎，没有嘛都偷不开，别个那一日月上的没有嘛，没有没有都没得伢子呢，都穷个，他们现在别人，真的第二多没有路可养。 ဒါတကယ်ကြီးကျွန်တော်ရဲ့တတ္တမှာမြို့မြို့သောမတရားခြင်းတွေဒုက္ခပေးခြင်းတွေမြို့မြို့ဘလောက်ရှိရှိကျွန်တော်ဘုရားနဲ့တွိုင်းရင်တရားခြင်းဆိုတဲ့အရာဖြောက်မှတ်ခြင်းတရားမြတ်တာခြင်းကကျွန်တော်အပေါ်မှာဘုရားရှင်ကရှိနေကြောင်းတသက်ပြန်ပြဒါကိုပြောချင်တယ်။ဒါကျွန်တော်မှာဘုရားသခင်တသက်ပြရတဲ့တရားခြင်းနဲ့ပတ်သက်တဲ့အရာလေးတွေထင်ထင်ရှားရှားအများကြီးရှိတယ်၄ခုပြောပြချင်တယ်။နံပါတ်1ဘရန်တစ်ခုအပါလေးဆိုတော့အာဘီလာအာဘီလာကိုကာယီနာသူ့ကိုရင်းခောက်ခောက်မတရားသက်တာ ဒါပေမဲ့ကျန်းစာဘယ်လိုရေးဆိုအာဘီလာရဲ့အသွေးအော်တယ်အဲ့လိုရေးထားတယ်လို့အသွေးအော်တာတောက်ကဘာပေါ်မှာထူးဆန်းတယ်အတုလုံးလို့မရတာလူအသွေးကိုအတုလုံးလို့မရအောင်ဖရာသခင်ရဲ့ဖန်ဆင်းခြင်းမှာအဲ့ဒါပါလေလို့မတခြားအသွေးကအတုလုံးတာသွေးအတုလို့ဘာလို့အသားတုလို့လက်အတုလို့ခြေထောက်အတုလို့ဇပင်အတုလို့ကိုခနာစိတ်ပိုင်းဒီမှာအတုတွေအများကြီးတုတ်တယ် ဒါပေမဲ့လူသွေးအစစ်ကြတော့အသွေးကိုအတုလုပ်လို့မြင်အောင်စေ။ဘာလို့လဲဆိုတော့လူရဲ့အသွေးကအသက်အသက်ကအသွေးနိုင်တယ်။တောင်ကင်းရှုကကျွန်တော်တို့အသက်စွန့်ပြီး အသွေးသွန်ပြီးကျွန်တော်တို့ချစ်ခဲ့တာ။တောင်ဒီအာဘီလကိုကိုင်းနာမတရားတတ်တယ်။အဲ့မတရားတတ်တဲ့အခါမှာအဲ့ဒီမတရားချင်းခံရတဲ့အာဘီလက သူ့ဘက်ကနေဘုရားသခင်ကပြန်စီရင်ပြီအဲ့တော့တရားချင်းရဲ့အရှင်ကသူ့တရားကြောင့်အမြဲသက်တည်ပြန်ပြတော့ကျမ်းစာတွေကညီကိုရင်းခောက်ခောက်ပဲကိုင်းနာရပြီလားဆိုတော့ညီကိုရင်းနေပဲဒါကျွန်တော်အားလုံးသိတယ်ဒီကာယိနာကိုမွေးပြီးတော့အာဒံကဘာပြောလဲဖျားလူလေးငါရပြီလို့သူပြောတယ်ဒါပေမဲ့အဲ့ဒီကလေးကဖျားတရားမရှိဘူးအလကားလူပဲတုံးလို့မရတဲ့လူပဲ လောကကြီးမှာလူပင်ဖြစ်လင့်ကစားဖျားနဲ့မသွားရင်အလကားပဲဒါကျွန်တော်ပြောရမို့တမန်ကျမ်းစာပြောတောင်ကိုင်းနာကိုသူ့ဖေအာဒံနဲ့ဧဝအထင်းလေးစွတ်ကြည့်တာဒါဖျားသခင်ကအထင်ဝုံးမကြည့်တာဘာကြောင့်လဲဆိုတော့ကိုင်းနာတဲမှာမတရားချင်းရှိတယ်ကာအာဒံနဲ့ဧဝလင်မယားနှစ်ယောက်က အာဘီလောက်တိတ်တော့အထင်မကြည့်တဲ့သဘောမျိုးရှိတယ်ဒါဖျားသခင်ကအာဘီလောက်အထင်ကြီးတယ်အာဘီလောက်မှာတရားချင်းရှိတယ် အဲ့တော့ဒီကနေ့သစ်ဝင်အားပေးနေတာကသစ်ဝင်လောကမှာလူတွေအထင်ကြီးတာမကြီးတာအဲ့ဒါအရေးမကြီးဘူးအရေးကြီးတာကျွန်တော်အထဲမှာတရားချင်းရှိဖို့အရေးကြီးတာအဲ့ဒီတရားချင်းရှိမှဖခင်ကျွန်တော်နဲ့အတူအလုတ်လုတ်မယ်ဆိုတာကိုတတွေ့ရတယ်အကျွန်တော်တဲမှာတရားချင်းမရှိရင်ဖခင်ရဲ့အလုတ်လုတ်ခြင်းလည်းမရှိတော့ဘူးအဲဒါလေးကိုအားပေးကြတောင်ဂျေရုရှလင်မြို့ကခေတ်ဆက်ဆက်မတရားချင်းညှဉ်းပန်းနှိပ်စက်ခြင်းအမျိုးမျိုးတွေခံရတယ် ဒါပေမဲ့ဖယားသခင်ကျင်းဝတ်တဲ့မြို့ဖြစ်တဲ့ကြောင့်အဲ့ထဲမှာတရားချင်းနဲ့စီရင်ခြင်းပြန်ရှိအောင်ပါဒါကိုပြောချင်တယ်။တောင်တရားတရားချင်းရှိရတဲ့အတိုင်းမှာမြို့မြို့သောညီမနှိမ့်ဆက်ချက်ဒုက္ခတွေပြဿနာတွေဘလို့ရောက်အကိစ္စမရှိဘူး။အဲ့တင်ပတ်မှာပဲဖယားသခင်ပြန်ရက်တည်တာ။ဒါကြောင့်ဟိုအာဗေလတရားချင်းရှိတဲ့အခါ तू သေသွားပြီ။ तू တော့ဘူးမှဝင်တိုင်ပြီးတာလည်းမဟုတ်ဘူး။ဒါပေမဲ့သူအသွေးအော်တော်ဖရားချာတယ်။ဒါကြောင့်အာဗီလဘက်ကနေတရားဆိုတာဖြစ်ဖရားသခင်ကအာဗီကိုင်းနောက်စီရတယ် ဒါကခိုင်းနာအတ္တရှင်ခဲ့တာပါသူကသူသာအတ္တရှင်နေတာသူနာမည်ကိုသိသွားပြီသူရောက်တဲ့နေရာမှာဘာမှမျက်နှာပွင့်လန်းခြင်းလည်းမရှိတေချာဖက်ကြည့်ကြမှာခိုင်းနာအရရလေရတဲ့သူပဲပြင်းနေရတယ်ပင်မနေရဘာကြောင့်လဲသူ့ဘဝမှာမတရားခြင်းတွေရှိတော့ဒီကနေ့သင်ရတတ်တာခြင်းနဲ့အိပ်ပျော်ခြင်းနဲ့စားဝင်ခြင်းနဲ့နေလို့ထိုင်လို့ကောင်းခြင်းတရားခြင်းပဲရှိရတယ်အဲ့တရားခြင်းပုံမှန်တရားတယ်ဖေဖေကား ရင်သချင်းပြောင်းပြီးတယ်။ဒါကြောင့်အာဘီလတရားချင်းရှိတဲ့ကသူ့ဘာမှဖျားဆီးရင်ပြီးတယ်။ကိုင်းနာမတရားချင်းရှိတဲ့ကအရက်ရက်ရောက်တဲ့နေရာမှာလေပတ်ပြီးပြေးနေရ။ပင်မဒါပေမဲ့ကိုင်းနာနဲ့ပြောင်းမြန်ကျန်တာကကြော်မလေး။နေမန်ရင်ကကြော်မလေး။သူနာမည်တော့မပါပါဘူးဒါပေမဲ့သူကရောက်တဲ့နေရာမှာကာယနာထက်တာလေသူဘုံထင်ရှားခြင်းရှိတယ် သူ့နှုတ်ကဖះကောင်းမြတ်ចောင်းသူအမြဲပြောတဲ့ခါသူ့နှုတ်နဲ့အီလီရှင်နှုတ်နှစ်ခုပေါင်းလိုက်တဲ့ခါနေမအနုပြောက်သွားတယ်။အရင်ကျွန်တော်သက်တာမှလည်းဖះသခင်ရဲ့နှုတ်တော်ထွက်လို့ခေါ်တဲ့တမန်ချန်းစာနဲ့ကျွန်တော်ရဲ့နှုတ်နဲ့ပေါင်းလိုက်ရင် သူတစ်ပါးအရှိမဘုံထင်ရှားခြင်းရှိရမှာဖြစ်တယ်။အီဒီကထွက်ဖြောက်နှစ်ခွက်တော့ဖြစ်တယ်။တောင်းဒီလောကရဲ့အရာတွေနဲ့ကျွန်တော်နှုတ်တယ်သွားမပေါင်းနဲ့အဲဘုံတော်ရှုံချခြင်းဖြစ်တယ်။ တောင်ကျန်သတိထား။ဒါကြောင့်ကျန်သာတို့မှာတရားစီရင်ပေးတာဘာလို့လဲ။အာဘီလဘက်ကဖျားခေတရားစီရင်။တကယ်နမနဲ့ဒုတိယတရားစီရင်ခြင်းကတရားတွေဖျားတကယ်တရားတွေဘက်မှာစီရင်ပေးတာဘာလို့လဲဆိုတော့ Israeli Parobian ရှိမှာနှစ်ပေါင်း430 Paro အဆက်ဆက်အုပ်ချုပ်ခဲ့။ Paro တွေကမတရားလုပ်ခဲ့တဲ့ Israeli ။နောက်ဆုံးဖျားတကယ်ဒီ Parobian ကိုပြန်စီရင်တယ် သူတို့ရဲ့ဖာရောဘိုးဘေးတွေကမတရားလုပ်ခဲ့တဲ့အခါအိုက်သားစင်မင်းဆက်ပြန်စီရင်ဘမစီရင်အေရုံပင်လယ်မှာဖာရောဘယင်နဲ့အဖွဲတွေအကုန်လုံးလှဲသိမ့်။တပြားကြီးရဲ့တရားစီရင်နေမယ်တရားတွေ။တောင်အစ္စရေးလနိုင်ငံဂျေရုဆလင်ဟာတရားတော်မြို့လို့ခေါ်ခြင်းခံရမယ်။တောင်ဒီအစ္စရေးလူမျိုးကိုမတရား လုပ်ခဲ့တဲ့ဒီဖာရောနဲ့အဖွဲတွေကိုဘုရားကအေရုံပင်လယ်မှာစီရင်လိုက်တယ်။ အကုန်လုံးလှဲသိပ်လိုက်တာအစ္စရိတွေကတော့မောရှိနဲ့တူမောရှိကဖယားကိုကြည်ပြီးတော့မျောကြည့်တဲ့ခါဒီပင်လိုက်ရနှချမ်းကွဲပြီးတော့ရှောက်လိုက်သူအပေါ်ကြည့်တာဖယားကိုကြည့်တဲ့ခါဆိုရှောက်ရတယ်ဒါပေမဲ့အနောက်ကဒုက္ခပြီးဖို့လိုက်လာတဲ့ဖာရောဖွဲ့တွေကဖယားကိုမကြည့်ပဲအစ္စရိလူမျိုးတွေရဲ့ကြောကုန်းတွေကိုကြည့်ပြီးဒုက္ခပြီးမယ်ဆိုလိုက်လာတာသူတို့ရည်ထဲမှာလှဲသိပ်ခြင်းခံရတယ်ဆိုတော့တွေ့ရတယ်ဒါအစ္စရေလလူမျိုးတွေကိုနှစ်ပေါင်း430ဒုက္ခပေးတဲ့ဖာရောအဖွဲ့ကိုဖျားခဲ့တရားစီရင်တာ ဲနံပါတ်3တတိယချက်ကဟီရိုမင်းကြီးစံစာထဲမှာတမန်တော်လူခန်းကြီးစနစ်ကိုဖိုင်ကျွတ်တွေ့ရဒီတမန်တော်တွေကိုမတရားစီရင်နေယာကုတ်ကိုသူမတရားဓာတ်နဲ့တတ်ခဲ့နောက်ဆုံးသူကြီးကျယ်ပွဲခံတဲ့နေ့မှာပဲကိုခန္ဓာတွင်ကနေပိုးကိုက်ပြီးတော့နောက်ဆုံးသူတည်ခဲ့တယ်ဆိုတာကိုသတ်တွေ့ရတယ်အဒါရီယာဖျားတဲ့ခေရဲ့စီရင်ခြင်းနေမယ်ဖျားတဲ့ခေရတရားတယ်နောက်နံပါတ်4 ကျန်းမာမြို့တစ်မြို့ရှိတယ်ဒီမြို့တွေမှာမတရားမှုတွေသိပ်များတယ်အဲ့မြို့ကိုကောင်းငင်တမန်ရောက်သွားတာတောင် ကောင်းငင်တမန်မတရားလုပ်ဖို့သူစဉ်းစားတယ်အဲ့လောက်အဆင်ကြီးဖြစ်ကုန်ဒါပေမဲ့ကောင်းငင်တမန်ဘာမှမဖြစ်ဘူးအဲ့မြို့သားတွေအားလုံးမျက်စိကန်းကုန်နေမြို့ထဲမှာဒုက္ခပေးဖို့လာတဲ့သူတွေအဲ့ဒါတော်တော်ကောမရာမြို့ပါအဲ့ဒီမြို့ကနောက်နေမနအစိုးရမှဘာလို့ချင်းခံမိကြချင်းခံဒါရီကဘုရားခင်ကတရားတယ်သူစီရင်မယ်ဆိုတာပြနေတာပဲဒါကြောင့်အစ္စရေးမြို့ဟာတရားတော်မြို့လို့ ခေါ်ခြင်းခံရမယ်။ဟောဒီနေ့လောကကြီးရဲ့မတရားမှုတွေဘလောက်များများသင်ထဲမှာတရားချင်းရှိမှအဲ့တရားတဲ့ဖခင်သင်တဲ့အတူအလုလုမှာ။တောင်ဖျားသခင်ကတရားချင်းနဲ့ပတ်သက်ပြီးစီရင်ခဲ့တာတွေကအာဗီလဘက်ကနေသူစီရင်ခဲ့တယ်။အစ္စရီဘက်ကနေဖာရောမင်းကိုစီရင်ခဲ့တယ်။တမန်တော်ဘက်ကနေဟီရိုကိုပိုးကိုက်သိစေခဲ့တယ်။ ကောင်းကင်ကမောင်မထီလေးစားလှုပ်ခဲတဲ့ဒီသောရုံကောမောရမျိုးရခင်ကလေးကဒူးဆက်ကြီးညလုံးနဲ့တခါမှနောက်ဆုံးကောင်းကင်ကမိကြပြီစီရခံတောင်းနေရင်ကျွန်ရင်းသက်တာပါလေကျွန်တော်ရှိရအရမှာကျွန်တော်တရားချင်းဖြောင့်မတ်စွာအသက်ရှင်ခြင်းရှိပါကဖျားသခင်ကျွန်တော်ရှိတဲ့အရမှာတင်းနဲ့တူအလုလုပြီးတော့ကောင်းချီးပေးမိဒါကြောင့်ဒီကနေ့ရွှေငွေဥစ္စာမရှိလို့ကိစ္စမရှိပါဘူး ဒါပေမဲ့တရားမျှတခြင်းမရှိရင်ဖះကျွန်တော်နဲ့အလုပ်လုပ်မှာမဟုတ်တော့တဲ့မှာရွှေငွေဥစ္စာမရှိလေဖះတင်တရားချင်းရှင်တင်တဲ့သူအလုပ်လုပ်မှာတင်ယုံကြည်ခြင်းရှင်တင်တဲ့သူအလုပ်လုပ်မှာတဲ့ဖះနဲ့သွားလိုက်ဖះတင်ဘက်ကရက်တည်ပါတောင်တဲ့မှာဘာတွေမရှိလေအဲ့မရှိတာတွေကိုမတွေးနဲ့ရှိရမှာတရားချင်းရှိရရှိရမှာယုံကြည်ခြင်းရှိရရှိရမှာချီးမွမ်းခြင်းရှိရမှာဆုတောင်းခြင်း ရှိရမှာဖျားနိုင်မှုလျောချင်းဒါဒီရှိနေသည်ဖြင့်သင်တို့ဘက်ကထိုဖျားကယက်တည်မယ်ဆိုတာအပီးရင်းယေရုရှလင်မြို့ကိုတရားသောမြို့လို့ခေါ်ခြင်းခံရတယ်ခင်ဆက်ဆက်မတရားမှုတွေများစွာခံခဲ့ရပြီမဲ့ဖျားကဒီမြို့ကိုတရားသောမြို့ဆိုပြီးကောင်းချီးပေးမယ်ဒါကြောင့်ဒီကနေ့ကျွန်တော်ခင်ဆက်ဆက်ဘယ်လိုခက်ခဲရှိပါစေကျွန်တော်တရားစွာအသက်ရှင်တင့်ကိုတရားသောသူလို့ဖျားကခေါ်ပြီး ကောင်းချီးပေးမှာဖြစ်ကြောင်းအပိရဲ့နောက်ဆုံးအဖြစ်ပြလေးတခုပြောပြီးနေကုန်ချုပ်ချင်တယ်ဒါကတော့မော်ဒထရီဇာဟာအနူတယောက်ကိုထွက်နေတဲ့သူ့ရဲ့သွေးတွေပီတွေကိုခေါင်းနဲ့တုတ်ပြီးပြီးတော့စီးထည့်ပေးနေတဲ့ချိန်မှာဓပ်ပုံရိုက်တဲ့တရင်နောက်တယောက်ကဓပ်ပုံရိုက်ရင်းနဲ့ဓပ်ပုံရိုက်ခွင့်တောင်းတော့မော်ဒထရီဇာဓပ်ပုံရိုက်ခွင့်ပေးပါတယ် အဲ့ဒီချိန်မှာပဲဒီသတင်းတောက်ကတပ်ပုံရက်ရင်းနဲ့သူကပြောပါတယ်သူကပြောလေးဆိုတော့ဒီလိုမျိုးအနူဆေးထဲတဲ့ဥစ္စာ ਉਹ တဲ့ကျမကိုဒေါ်လာ10သန်းပေးတာတောင် ကျမမလုပ်ဘူးတဲ့မန္တရီဇော်ကလို့ပြောပါတယ်10သန်းပေးရင်တော့လုံမှာမဟုတ်ဘူးတဲ့ဒီလိုအနူတွေကိုဆေးထဲတာကျမမလုပ်နိုင်ဘူးတဲ့အဲ့ချိန်မှာပဲမန္တရီဇော်ဒီတပ်ပုံရိုက်တဲ့သတင်းတောက်အမျိုးမျိုးကိုသူကလည်းပြုံးပြီးပြန်ပြောပါတယ်ဟုတ်ပါတယ်တဲ့ ကျမကလည်းဒေါ်လာ10သန်းအတွက်ဆိုရင် ကျမလုံမှာမဟုတ်ဘူးတဲ့ဒေါ်လာ10သန်းအတွက်လုံနေတာမဟုတ်ပါဘူးတဲ့ဖယားမြတ်တာနဲ့လုံနေတာပါဒီကနေ့ချက်တော်ကြီးကိုမောင်မကျွန်တော်ကျမကလောကအရာတွေကြောင့်အသက်ရှင်နေတာမဟုတ်ပါဘူးကောင်းငင်ဘုံရှင်ဖယားသခင်ရဲ့သာသမီ ဖြစ်ခြင်းနဲ့အသက်ရှင်နေတာပါအဲ့ဒီသူမှတရားတော့ အရာရှိတယ်။ဒါတကယ်လောကမှာနေပြီးလောကသားလိုနေလို့မရအောင်။ကောင်းငင်ဘုံရှင်အဖရဲ့ဖရာသားမီဖြစ်ခြင်းနဲ့နေမှလောကကြီးကိုအောင်မြင်တော်သူဖြစ်မယ်။တရားချင်းကိုနှစ်သက်တဲ့ဖရာရဲ့နှစ်သက်ခြင်းခံရမှာဖြစ်တယ်။ကျမ်းစာသူရောက်ချင်းစီတိုင်းဖျားရှင်ကောင်းချီးပေးပါစေ။ငြိမ်သက်ခြင်းရှိပါစေ။ကျွန်တော်အချိန်ညာစရာတော့နှစ်ဖာကျတဲ့ရင်းနေမှာဆန်တော်ချိန်ညနေ3နာရီခွဲမှာပြန်လည်တွေ့ဆုံမှာဖြစ်တယ်။ ီကနေ့လည်း line အခက်ခဲကြောင့်အနေငယ်နောက်ကျမှုတို့နားလည်ပြီးဖို့မြတ်တရားခံရတဲ့နှစ်ဖန်ကျွန်တော်12ခုမြောက်ယေရုရှလင်မြို့ရဲ့အချားမြေ12ခုမြောက်ကိုကျွန်တော်နားထောင်ပြီးတော့နှစ်ဖန်မှာအဆုံးသတ်မှာဖြစ်တဲ့ဒီကနေ့ယေရှုသူအားလုံးကိုဖြတ်ရှင်သာပြီးကောင်းချီးပေးပါစေ။ငြိမ်သက်ခြင်းရှိပါစေ။ဆုတောင်းကောင်းချီးခံယူကြပါစို့။ခမည်းတော်သားတော်သရှင်သောဝိညာဉ်သုံးပါးသူဖျားထံတော်ပါမကျွဲဝခြင်းချမ်းမာခြင်းငြိမ်သက်ခြင်းလုံခြုံကွယ်ကခြင်းဘေးဘေးရာတွေယောဂါတွေဒုက္ခတွေ ကင်းဝင်းချင်းနဲ့ဝဉ္ဉေကြီးကជីထွားတဲ့ကောင်းကြီးသည်ជីရှုပြ online ပရိသတ်များမြန်မာပြည်နဲ့တစ်ကမ္ဘာလုံးမှာရှိတဲ့ online ပရိသတ်အသီးသီးပေါ်သို့သလကောင်းဒီကနေ့မချမ်းမာတဲ့သူအသီးသီးပေါ်သို့ချမ်းမာခြင်းယနေ့မွနေ့ချောက်တဲ့သူအသီးသီးပေါ်သို့မွနေ့ရှင်များအတွက်ဖျားသခင်ပြုမဲ့ကောင်းကြီးခံစားရခြင်းမင်္ဂလာနဲ့ပတ်လည်ချက်ရောက်တော်သူအသီးသီးအတွက်ကိုရော့ရဲ့လက်တော်ကွဲကားစောက်မှခြင်းဘုံတော်ဝင်စားတဲ့သူတွေရဲ့ကြံရှိတဲ့မိသားစုတွေနဲ့သိမ့်မှုရရှိခြင်းယေရုရှလင်မြို့ကြီးမှာတော်မီလောင်ခြင်းကြောင့် များစွာဆုံးရှုံးပျက်စီးမှုတွေရှိပေမဲ့ပြန်လည်ထူထောင်ခြင်းနဲ့တကွဘယ်တော့မှဆုံးရှုံးမှုမရှိအောင်ဘုရားရဲ့လက်တော်ကွယ်ကာစောင့်မခြင်းနဲ့တကွခြေခွဲဝန်းနေနေတဲ့သူတွေရဲ့မျက်ရည်ကိုတော့တုတ်ပေးခြင်းနဲ့တကွကျွန်တော်မြန်မာပြည်နဲ့ကမ္ဘာကြီးမှာစစ်ပွဲတွေမရှိအောင်ကွယ်ကာခြင်းဘိဗီယာတွေခင်ဝင်ခြင်းဘုရားရဲ့လက်တော်စောင့်မခြင်းလူတူနဲ့တူမေတ္တာတယောက်နဲ့တယောက်တရားခြင်းအမှုကိုပြုခြင်းနဲ့တကွဘုရားရဲ့မေတ္တာတော်အားဖြင့် လူသားအားလုံးမှာငြိမ်းချမ်းခြင်းနဲ့တကွဝမ်းမြောက်ခြင်းကယ်တင်ခြင်းစုစုကျေးဇူးဖြာဖြာတို့သည်ကိုရရှင်ထံတော်ပါမှချီးရှုနေတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ယနေ့မှစကာလအစင်းမြဲတည်ရောက်တည်ရှိဒီနေ့ပါစေတော့အာမင်ယေရှုတင်ပါတယ်ချီးရှုခွန်အားယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေငြိမ်သက်ခြင်းရှိပါစေကျွန်တော်ပြန်လည်တွေ့ဆုံကြပါစို့ Yeah.